ာနိုင်ငံမှာလူဖြစ်ရတာကံကောင်းတယ်ဆိုတာ one of the one of the reason အဆက်တောင်းတာမဟုတ်တကယ်ကံကောင်းလားမြန်မာနိုင်ငံမှာလူဖြစ်ရတာ okay okay ရအောင်ရအောင်အားပြရမယ်အုံးကြီးကတွင်းတွင်းတဲ့အချိန်မှာတောက်ပြီကျွန်တော်ကတနေ့ကိုအ ਨੇ ဆုံးအလုံးအများဆုံးနှလုံးကျွန်တော်ရအောင်တောက်တယ်မြန်မာနိုင်ငံမှာတော့ ကျွန်တော်ပြောတာမယုံမရှိရတော့မြန်မာနိုင်ငံတနိုင်ငံပဲခြံတော့တယ်အုံးကြီးမှာ GMO မပါသေးတာမြန်မာနိုင်ငံမှာအခုတော့မှလာနေပြီတချို့နေရာတွေမှာရနေပြီယူရီးယားအုံးချုံမွေးယူရီးယားအုံးချုံမွေးဆိုပြီးတော့သွားမတောင်းနဲ့ဒေါက်တာဇာနီစင်ဗီဒီယိုတွေကြည့်တဲ့လူတွေသိလိမ့်မယ် GMO ဆိုတာဘာလဲเนาะ genetic genetically modify လုပ်ထားတဲ့ organism ကကျွန်တော်တို့ဘဝအတွက်လိုအပ်လားဆိုတာတွေသိလိမ့်မယ် မြန်မာနိုင်ငံမှာပဲအုံစိမ့်ကတဘာဝအတိုင်းရသေးတာအိန္ဒိယမှာတဘာဝအတိုင်းမရတော့အိန္ဒိယမှာအုံစိမ့်မားကတ်ကပြက်စီးသွားတာကြာပြီဘာလို့လဲဆိုတော့သူတို့ကဟိုမှာဖျားเจ้าနေမှာအုံဒီခွဲရတယ်အိန္ဒိယဖျားเจ้าနေအများကြီးပဲအဲ့မှာတခါတခါဒိတ်ချင်ရင်ဒီကောင်တွေကတရားရှစ်လုံးနေပါလေခွဲတာဆိုတော့ဆိုတော့ demand ကများတော့အုံဒီမြန်မြန်လိုအပ်တော့မြန်မြန်လိုအပ်တော့သူတို့ကတိတိနဲ့အကြီးမြန်မြန်ရအောင်သူတို့က genetically modify လုပ်ထားပြီးသားဆိုတော့ ြန်မာနိုင်ငံမှာပဲရတယ်။မလေးရှားမှာတော့မရတော့ဘူး။အုံစင်းရမလေးရှားနိုင်ငံမရဘူး။စင်ကာပူနိုင်ငံမရဘူး။မရဘူးဆိုတော့အုံသီးရတယ်။ကိုကိုနတ်ဝါတာရတယ်။ဘူးတွေထဲမှာရတယ်။ကန်တွေထဲမှာရတယ်။အစ်စ်တဘာဝမဟုတ်တော့ဘူး။ကျွန်တော်နိုင်ငံမှာလိုမျိုးကျွန်တော်တခါကျလို့ရှိရင်ကိုအောင်ဆင်းပြီးတော့အလုံးလိုက်မော့ပြီးတော့တက်တယ်မလားစတိုင်နဲ့မလိုက်နဲ့တောက်လို့မရတော့အခါကျရင်မအားရင်ဒီလိုပဲတည်ရတယ်တက်တောက်အောင်ရသေးတယ်သိတယ်မလားဟိုညီမနိုင်ငံမှာလာနေပါပြီအုံးကြီးကိုဘူးနဲ့ရောင်းတာကျွန်တော်အခါကျရင် ဒေါသထွက်တယ်အဲ့ဒါညီမနိုင်ငံအမေရိကလည်းမဟုတ်ဘူးကွာမင်းတို့ကအုံစိမ်းကိုဘူးနဲ့ဝဲတားရောက်ဝဲတောက်ရလောက်အောင်အဲ့လောက်ကြီးတဲ့ခဲရခဲစစ်ရှာရတဲ့ခတ်တဲ့ပစ္စည်းလည်းမဟုတ်ဘူးအုံစိမ်းရဆိုတော့တဘာဝအတိုင်းရတဲ့အချိန်မှာတောက်ပါလို့လေရှားမှာမရတော့ယူရီးယားနိုင်ငံမှာအုံသီးရယူရီးယားနိုင်ငံတော့အုံသီးပေါ်တာအုံသီးပဲယူရီးယားပဲဒါမဲ့သူကတစ်ပင်ကတူတူလေးအုံသီးရမြေကြီးပေါ်မှာတုံးလုံးနေသီးနေတာအဲ့လိုမျိုး genetic modify လုပ်ထားတဲ့ organism တွေထည့်ပြီးသွားပြီး သူကပြောင်းလိုက်ပြီ hybrid တွေမဟုတ်တော့ဘူးလုံးဝ artificial တွေဖြစ်ကုန်ပြီအုံစင်းရ YouTube မှာရိုက်ကြည့်ပါလားအုံသီးကိုခွဲတဲ့ပုံတွေပါလေတကယ်အစ်စ်နဲ့ကိုမတူတော့ဘူးအုံသီးအစ်စ်နဲ့ကိုမတူတော့ဘူးသိလား